အားလုံးပဲမင်္ဂလာပါခင်ဗျာဒါကတော့ဗုဒ္ဓဟူးနေ့တရားစာအတွက်ဖြစ်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုမကြော်ဘဲနဲ့အစအဆုံးတရားလေးကြည့်ပေးပါခင်ဗျာမြင်တွေ့ရတယ်ဆိုရင်လေပိုကီလေးတွေစာလေးတွေရေးသွားပြပါအောင်ခင်ဗျာအိုးရှိရှိတုန်းကရွာငယ်လေးတီွာမှာမောင်ဖြူနဲ့မောင်မဲဆိုတဲ့တငယ်ချင်းနှစ်ယောက်ရှိကြပါတယ်မောင်ဖြူဟာအလွန်ရိုသားပြီးတော့ စ조사လောက်ကင်သူဖြစ်ပါတယ်။သူဟာနေ့စဉ်တော်တွေကိုသွားထင်းခုတ်ဈေးမှရောင်းပြီးတော့ရလာတဲ့ပတ်စံလေးနဲ့သူရဲ့တက်ကြီးရွယ်အိုမိခင်ကြီးကိုလုံကျွေးပြုစုနေရသူပါ။သူ့မှာတော့ပိုင်ဆိုင်တာဆိုလို့တဲငယ်လေးတစ်လုံးနဲ့တံပစိန်အဟောင်းလေးတစ်လက်ပဲရှိပါတယ်။ဒါပေမဲ့မောင်ဖြူဟာဘဝကိုအပြည့်မမြင်ဘဲနဲ့ရောင်ရဲတင်းတိမ်စွာနေတိုင်းပါတယ် မောင်မဲကတော့မောင်ဖြူနဲ့မတူဘဲနဲ့အလွန်ပြင်းရည်ပြီးတော့လောဘကြီးပါတယ်။အလုံးမလုံးချင်းပဲသမားတွေရဲ့ပိုင်ဆိုင်မှုတွေကိုပဲမျက်စိကြနေတတ်သူပါ။မောင်ဖြူထင်းရောင်းလို့ပုဇံလေးနည်းနည်းပါးပါးရလာတာကိုတော့မနာလိုဖြစ်နေတတ်သူပါ။ဒီနေ့မှာတော့မောင်ဖြူဟာတော်တဲ့ကိုထိခုံဖို့အတွက်ထွက်လာခဲ့ပါတယ်။တော်တဲ့မှာတစ်ပင်ကြီးတစ်ပင်ကိုတွေ့တော့သူ့ရဲ့ပစိအဟောင်းလေးနဲ့အာကျိုးမှန်တဲ့ခုတ်ပါလေရော့ အဲ့ဒီတစ်ပင်ကြီးရဲ့အနီမှာ ရေကန်ကြီးတကန်ရှိပါတယ်။ရေကန်က အလွန်နဲ့ပြီးတော့ရေတွေကလည်းကြည်လင်နေပါတယ်။မောင်ဖြူတယောက်ချွေးတလုံးလုံးနဲ့တစ်ပင်ကို ခုန်နေတုံးပါပဲ။ကန်ဆိုးစွာနေပဲ။သူ့ရဲ့လက်ထဲကပစိန်ဟာချော်ထွက်ပြီးတော့အနီးကရေကန်နယ်ကြီးထဲကိုကျသွားပါတယ်။မောင်ဖြူခမရချင်းမကိုင်းမီလက်မကိုင်းမီဖြစ်သွားပါတယ်။ ဒီပစိမ့်လေးတစ်လက်က သူ့ရဲ့ထမင်းအိုသူ့မိခင်ကြီးရဲ့ဆေးဘုံအခုတော့ရေနယ်ကြီးတဲကို ကြာသွားပြီသူကလည်းရေပကူးတက်ရှာဘူးမောင်ဖြူဟာဝမ်းနေပြီးတော့ကန်ဆက်မှာထိုင်ကိုနေမိပါတော့တယ်ငါပစိမ့်လေးတော့သွားပြီငါအမေကိုဘလို့လုံကျွေးရပါမလဲမောင်ဖြူကတော့ရှက်ကြီးတငင်ငိုနေတော့မှာပဲရေကန်ထဲကနေကြီးလင်းအေးများတဲ့အလင်းထန်းတွေထွက်ပေါ်လာပြီးတော့ရွှေရောင်ဝတ်စုံနဲ့ လှပတဲ့ညသမီးလေးတစ်ပါးပေါ်ထွက်လာပါတယ်။အမောင်အဘယ်ကြောင့်ဒီနေရာမှာလာရောက်ငိုကြွေးနေရတာလဲ။မောင်ပြူဟာအံအားတင့်သွားခဲ့ပေမဲ့ရိုးသားစွာနဲ့ပဲဖြစ်ချောင်းကုန်စင်ကိုပြောပြလိုက်ပါတယ်။အရှင်ညသမီးကျွန်တော်ရဲ့ထင်းခုတ်တဲ့တံပစိန်လေးဒီရေကန်ထဲကိုကျသွားလို့ပါခင်ဗျာ။အဲ့ဒါကကျွန်တော်ရဲ့တကူတဲ့သောလုံစားကင်စားဖြစ်စည်းလေးပါ။နေသမီးကတော့ ပြောင်းလိုက်ပြီးတော့ကောင်းပြီမငုံနဲ့တော့ငါဆယ်ယူပေးပါမယ်လို့ပြောပြီးတော့ရေထဲကိုငုတ်ရှိုးပြောက်ွယ်သွားပါတယ်ခဏအကြာမှာတော့နတ်သမီးလေးဟာရေပေါ်ကိုပြန်တက်လာပြီးတော့သူ့ရဲ့လက်ထဲမှာတော့နေရောင်ကြီးလိုတောက်ပနေတဲ့ရွှေပစိန်ကြီးတစ်လက်ကိုကင်ထားပါတယ်အမောင်ဒါမင်းရဲ့ပစိန်လားမောင်ပြူဟာရွှေပစိန်ကြီးကို ကြည့်ပြီးတော့မျက်လုံးတွေကျိန်းသွားခဲ့ပြီးမြေခေါင်းကိုခါလိုက်ပါတယ် မဟုတ်ပါဘူးခမညာကျွန်တော်ပစိန်ကဒီလောက်တန်ဖို့မကြီးပါဘူးတန်ပစိန်အဟောင်းလေးပါအဒမီကသူ့ရဲ့ယူသားမှုကိုသဘောကျသွားပုံရပြီမဲ့ဘာမှမပြောဘဲနဲ့ဒုတိယအကြိမ်ရေထဲကိုငုတ်သွားပြန်ပါတယ်ဒီတစ်ခါပြန်တက်လာတော့သူ့ရဲ့လက်ထဲမှာငွေလရောင်လိုဝင်းပနေတဲ့ငွေပစိန်ကြီးတစ်လက်ပါလာပါတယ်ဒါဆိုဒါမင်းရဲ့ပစိန်လားမောင်ပြူဟာငွေပစိန်ကြီးကိုကြည့်ပြီးတော့ ချက်မှန်ကောင်းခါလိုက်ပြန်တယ်။ဒါလည်းမဟုတ်သေးဘူးခမ ya ကျွန်တော်ပစိန်ကတန်နဲ့လှုပ်ထားတာပါ။နတ်သမီးဟာမောင်ဖြူကိုစူးစိုက်ကြည့်ပြီးတော့တတရအကျဉ်ရေထဲကိုငုတ်သွားပါတယ်။ဒီတခါတော့သူပြန်တက်လာတဲ့အခါသူ့လက်ထဲမှာတော့တန်ချီအနှဲငယ်တက်နေတဲ့မောင်ဖြူရဲ့တန်ပစိန်အဟောင်းလေးကိုကင်လာပါတယ်။ဒါရောမင်းရဲ့ပစိန်ဟုတ်ရဲ့လား တံပစိန်လေးကိုမြင်လိုက်ရတာနဲ့မောင်ပြူဟာဝမ်းသာအားရနေပဲလက်ခုပ်တီးပြီးတော့ထားခုံမတက်ဖြစ်သွားပါတယ်။ဟုတ်ပါတယ်ဟုတ်ပါတယ်။ဒါကျွန်တော်ရဲ့ပစိန်စစ်ပါဗျာ။ချေးစုတင်လိုက်တာနတ်သမီးရဲ့။အဲဒီခါမှာတော့နတ်သမီးဟာအလွန်သဘောကျစွာနဲ့ပဲရင်မောလိုက်ပါတယ်။မောင်ပြူမင်းဟာလောဘမရှိအလွန်ရိုသားဖြောင့်မတ်တဲ့လူတစ်ယောက်ပဲ။မင်းရဲ့ရိုသားမှုကိုငါသဘောကျတယ်။ ဒါကြောင့်မင်းရဲ့တန်မစိအဟောင်းကိုလည်းပြန်ပေးမယ်။မင်းရဲ့ယူသားမှုအတွက်စုလက်အနေနဲ့ဒီရွှေပစိန်နဲ့ဝဲပစိန်နှစ်လက်ကိုလည်းမင်းကငါလက်ဆောင်ပေးလိုက်မယ်။ယူသွားတော့။မောင်ဖြူဟာနတ်သမီးကိုအချင်းချင်းဥညွတ်အယူသေးပေးပြီးတော့ပစိန်သုံးလက်လုံးကိုယူပြီးတော့ရွာကိုပျော်ရွှင်စွာပြန်လာခဲ့ပါတယ်။မောင်ဖြူဟာရွှေပစိန်နဲ့ငွေပစိန်ကိုရောင်းချပြီးတော့ရလာတဲ့ငွေနဲ့သူ့ရဲ့မိခင်ကြီးကို ောင်းမွန်စွာပြုစုစောင့်ရှောက်နိုင်ခဲ့သလိုဆင်းရဲသားတွေကိုလည်းပြန်လည်လှူဒန်းပေးကမ်းပြီးတော့ကောင်းမွန်စွာနေထိုင်သွားပါတယ်။ဒီတဲ့ဟာတရွာလုံးကိုပြန့်သွားပြီးတော့လူပြင်းဖြစ်တဲ့မောင်မဲရဲ့နားထဲကိုလည်းရောက်သွားပါတယ်။မောင်မဲဟာမောင်ဖြူကိုအလွန်မနာလိုဖြစ်သွားပါတယ်။မောင်ဖြူလိုငတုံးကောင်တော့ရွှေပစိန်တွေဝေပစိန်တွေရာသေးတာငါလိုလူလေကတော့၃လလက်တောင်ရရမှာပေါ့။ အဲ့ဒီလိုတွေးပြီးတော့သူ့ရဲ့ပစိန်ကိုယူကဘောင်ဖြူပြောတဲ့ရေကန်ကြီးရှိရာတောထဲကို အမြန်ထွက်လာခဲ့ပါတယ်။ရေကန်နားကိုရောက်တော့ဘယ်ညာကြည့်ပြီးတော့ဘသူမှမရှိတာသိချတော့မှ သူ့လက်ထဲကတန်ပစိန်ကို ရေကန်ထဲကိုပစ်ချလိုက်ပါတယ်။ပြီးတာနဲ့ကန်းစံနာမှာလဲအိတ်နေပြီးတော့မိချောင်းကြိုက်တယ်လို့အော်ကြီးဟစ်ကျေငိုပါတော့တယ်။ဒုက္ခပါပဲကျွန်တော်ပစိန်လေးရည်ထဲကျသွားပြီ။သွားပါပြီဗျာကျွန်တော်ရဲ့ဘုံကတော့သွားပါပြီ သူကတော့အသေးကုံအုံငုံနေတုံးမှာပဲရေကန်ထဲကနေနတ်သမီးပေါ်ထွက်လာပါတယ်။အမောင်အဖေကြောင့်လာရောက်ငိုကြွေးနေရတာလေ။မောင်မေဟာနတ်သမီးကိုမြင်တော့ဝမ်းသာသွားပြီးတော့ကျွန်တော်ရဲ့ပစိန်လေးရေထဲချသွားလို့ပါ။အဆောင်ပြီးတော့ဆက်ပြီးတော့ငိုပြပါတယ်။တသမီးကတော့ကောင်းပြီ90ပြီးမယ်လို့ပြောပြီးတော့ရေထဲကိုငုတ်သွားပါတယ် ခဏကြာတော့နတ်သမီးဟာရှေပစင်ကြီးတက်လက်ကိုဂိုင်ပြီးတော့ပြန်တက်လာခဲ့ပါတယ်။အမောင်ဒါမင်းရဲ့ပစိန်လား။မောင်မေဟာရှေပစင်ကြီးကိုမြင်တာနဲ့လောဘမျက်လုံးတွေတောက်လောင်ပြီးတော့ဟုတ်ပါတယ်ဟုတ်ပါတယ်။အဲ့ဒါကျွန်တော်ရဲ့ရှေပစင်ကြီးပါ။ပေးပါပေးပါ။အဲ့ဒီလိုအလောတကြီးအော်ဟစ်တောင်းပါတော့တယ်။နတ်သမီးရဲ့မျက်နာကတော့ချက်ချင်းပဲတင်းမာသွားပြီးတော့အတန်ကလည်းဆော့ဆော့ကလိုမနှူးညံ့တော့ပါဘူး။ဟေး လောဘကြီးတဲ့လူမိုက်မင်းဟာမယောသားတဲ့အပြင်ဒိညာပြောရသေးတယ်မင်းရဲ့ပစိဟာတန်ပစိအဟောင်းမင်းရဲ့လောဘနဲ့မယောသားမှုကြောင့်ဒီရွှေပစိကိုလည်းမင်းမရစေရဘူးမင်းပြစ်ချလိုက်တဲ့မင်းရဲ့တန်ပစိအဟောင်းကိုလည်းမင်းဘယ်တော့မှ ပြန်ရမှာမဟုတ်ဘူးအခုချက်ချင်းငါမျက်စိရှိကနေထွက်သွားတော့ နတ်သမီးဟာဒေါသတကြီးနဲ့မောင်းထုတ်ပြီးတော့ရွှေပစင်ကြီးနဲ့အတူရေထဲကိုငုံရှူဖြောက်ကွယ်သွားပါတော့တယ်။မောင်မဲကတော့ကြက်တေတည်ပြီးတော့ကြံခဲ့ရပါတယ်။ရွှေပစင်ကိုလည်းမရ၊ငွေပစင်ကိုလည်းမရတဲ့အပြင်သူ့ရဲ့တံပစင်အဟောင်းလေးပါဆုံရှုံလိုက်ရပါတယ်။နောက်ဆုံးတော့မောင်မဲဟာသူ့ရဲ့လောဘကြီးမှုမယိုသားမှုတွေရဲ့အပြစ်ဒဏ်ကိုခံရပြီးတော့ရှက်ရှက်နဲ့ပဲရွာကိုပြန်သွားခဲ့ရပါတယ်။ ီပုံမြင်လေးရဲ့ပေးခြင်းတဲ့သင်ငယ်စာကတော့ယောသားမှုဟာအဖို့တန်ဆုံးသောစုလက်ကိုစောင်းကြီးပေးနိုင်ပြီးတော့လောဘကြီးခြင်းနဲ့မယောသားခြင်းကတော့ကိုယ်ပိုင်ဆိုင်ထားတာတွေကိုပါပြန်လည်ဆုံးရှုံးစေနိုင်တယ်ဆိုတဲ့အကြောင်းကိုသင်ကြားပေးလိုက်တာပဲဖြစ်ပါတယ်။အဆုံးထိနားဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။